ဒီနေ့ဖတ်ပြပေးမှာကတော့ဆရာမင်းလူရေးသားထားတဲ့ရှေကကြည်တော့ခက်ပြုံးပြုံးဆိုတဲ့ဝိထုတိုလေးတစ်ပုဒ်ပဲဖြစ်ပါလေရှင်ရှေကကြည်တော့ခက်ပြုံးပြုံးယောက်ျားတို့သည် မိန်းမလူကျင်သောကြောင့်မင်္ဂလာဆောင်ကြ၏မိန်းမတို့ကမင်္ဂလာဆောင်ခြင်းသောကြောင့်ယောက်ျားယူကြခြင်းဖြစ်လေ၏စကပုံဟုခေါ်မလားဘာဟုခေါ်မလားတော့မသိနိုင်ငံသားကပညာရှိကြီးတယောက်ကပြောခဲ့သလားမြမပညာရှိကြီးတဦး၏အဆိုမိန်လားသူသည်မဟုတ် အဲဒီဒါအဖွဲ့ဝင်တယောက်ယောက်ကပဲစိတ်ကူးရလို့ရေးလိုက်သလားမသိဗရေဒာမဂဇင်းဟောင်းတစ်ခုတွင်အထက်ပါတိုင်းဖတ်ဖူးသည်အိမ်အောင်ကြခြင်းတွင်အချစ်သီးသားပဒါနာဖြစ်သည်ဘဝတစ်ခုကိုစတင်တည်ဆောက်ခြင်းဖြစ်သည်ဟုအလေးနဲ့ထားကြသောမိန်းကလေးများအတွက်အဆိုပါအယူဆသည်ကန့်ကွက်စရာဖြစ်ပေမည်သူရာတွင်ယင်းအဆိုမိန်းနှင့်ကိုယ်ဒီဝင်နေသောမိန်းကလေးမျိုးရှိသေးသည်ဟုဆိုထားလေညင်းလို့ရမည်မထင်ဥပမာဝင်း အမှန်အဖြစ်သူနံမီဝါဝါဝင်းသာဖြစ်သည် ဝင်းဆိုသောကြီးကနည်းနည်းအောက်သည်ဟုအထင်ရှိပြီးဝင့်ပြောင်းလိုက်ခြင်းဖြစ်သည်သူလွန်ကြိုက်နှစ်သက်ပါသည်ဆိုသော ရုပ်ရှင်မင်းသားဇမင်းသားတွေမှာ အများအဖြစ်ဝင်းပါသောနံမီတွေဖြစ်နေကြောင်းကိုကသူမှမတွေးခဲ့မီဝင်းဦးဝင်းညွန့်ထွန်းထွန်းဝင်းဝင်းဘူဆန်းဝင်းညီဝင်းစိန်မိုးဝင်းနန်းဝင်းထားပါတော့သူနံမီဝင့်မယ်ဝင်းသည်စီးပွားရေးတက္ကသိုလ်မှာ ဘီကုန်းပွဲရပြီးဖြစ်သည် အလုတော်မလုံသည်အောက်တန်းစီးဖြစ်ဖြစ် နေစားဖြစ်စေတွင်ပြမိသူရှိတော်ရှိသည်သူကမလုံအနေဆုံး320 scale ရမဟု ဆိုသည် သူနေဖြင့်အလုံးလုံးမီဆိုလဲဖြစ်သည်မလုံဘူးဆိုရင်လဲဖြစ်သည်သူတို့မိသားစုသည်ဟိုရခင်ခါစီက လိုင်စင်တည်းဖြစ်ခဲ့သည်ယခုခါနိုင်မူလွယ်လွယ်ပြောရလျှင်အထယ်ကြီးပြက်ပေါ့ ထိုလူတန်းစားတို့၏ထုံးစံတိုင်းမိမိတို့စည်းဝါး၏အခြေအနေရိုင်းနေသည်ကိုဝန်မခံခြင်းဟမပြည့်နေနိုင်မှုကြိုးစားသည်လောလောဆယ်သူတို့အခြေအနေမှာလူတန်းစီနေနိုင်ရုံအခြေမပြည့်ရုံဖြစ်သည်သူတို့အိမ်ရောက်ထက်ကအမျိုးမှုခေါ်တင်ထားသည်ဟုသတင်းလွှင့်ထားသောအိမ်ငှားရိစီကရာသောလကဝင်းဤအကူကြီးနှင့်အမားတို့ထောင်းပတ်သောဝင်ငွေဖြင့်နေထိုင်စားတောက်ကြသည်အကူကြီးနဲ့အမားတို့ကလည်းအိမ်အောင်ခွဲတွေဖြစ်သောကြောင့်များများဆဆတော့မပေးကန်နိုင် ထိုချင်းတွေတွင်သူအလုံးမလုံးလင်ခုပုံစံတိုင်းတော့နေသွားနိုင်သည်အလုံးလုံးမီဆိုလင်ငွေနည်းနည်းပါးပါးပုံဝင်မီသူရတွင်နည်းနည်းပါးပါးကို သူမလိုခြင်းထိုထက်စီးပွားရေးမကောင်းလို့အလုံးထွက်လို့ရသည်ဆိုတော့အပြစ်ကိုပို၍မဖြစ်လိုခြင်းထို့ကြောင့်320စကေးကတပြားမှမလျှော့ဟု သူဆိုခဲ့ခြင်းဖြစ်သည်အိမ်မှာနေရတာပြင်းလို့အလုံးဝင်လုံးတာပါဟုပြော၍ဖြစ်နိုင်သည့်တိုင်အောင်အရာရှိပေါက်စားကလေးဖြင့်ဝင်ရရင်ပိုကောင်းသည်မဟုတ်လား အတိတ်ကိုသူမမေ့နိုင်ငယ်စဉ်ကအချိန်ဤကောင်းခဲ့သည်ကို တသသတရိယာမဲဖြစ်သည် တနေ့တွင်ထိုအချိန်ဤမျိုးပြန်ရအောင်လုပ်မည်ဟုအကြံကြီးကြံထားသည် သူဆန်းစားနေတော့မဖြစ်နိုင်သည်ကို သူကောင်းကောင်းသိသည်ဒီတော့ယောက်ျားကောင်းကောင်းရှာယူမည်ဝင်းဤရုပ်ရည်သည်ရွယ်ချမ်းရည်ကျူးအဆင့်ထက်တော့သာသည် သူပုံစံနှင့်လိုင်းဖက်ညီမိဝစားစင်ရင်မှုမြင်စင်ခြေသားမှုအတန်အသင့်ဖြစ်စွဲ့လင်းထွက်လာမည်ယုံမျိုးဖြစ်သည် သူရာတွင်အခါများစွာတို့၌သူပြင်ဆင်မှုသည်လွန်ကဲနေတတ်၏အထူးသဖြင့်ပွဲလန်းသပင်တွားရသည့်အခါမျိုးအလှဆိုသည်မှာတိတ်တိတ်ထွက်လွန်နေလဲမကောင်းဘူးမဟုတ်လားမိတို့ပင်ဖြစ်စေဝင့်သည်မဆိုးဘူးဆိုသောအစားတဲတွင် ပါဝင်သည်တော့အမှန်ထို့ကြောင့်သူအားချစ်ကြိုက်သူများအထိုက်လျောက်ရှိပေသည် ခက်တာကသူဝင့်သည်ပညာလဲတတ်သည်ယုတ်ကလည်းအသင့်အသင့်ရှိသည် ဈေးပွားရေးအခြေအနေကလည်းလူများစုနှင်းစားလဲမစိုးလာဟုပြောနိုင်သည်တစ်ခုပဲရှိသည်ကြွားကျင်တဲ့စိတ်ကလေးကြွားပုံကြွားနေနမူနာလေးတစ်ခုနှစ်ခုလောက်ပြောပြပါအောင်မည်သူတို့အင်ကမော်ရီကားလေးကို အခြေအနေရရောင်းထုတ်လိုက်စဉ်ကသူဤသူပြောခဲ့သည်ကားကကားကြီးမော်တယ်ဆိုတော့နည်းနည်းနောက်ကျနေပြီမဟုတ်လားဒါကြောင့်ထုတ်လိုက်တာပြန်ဝယ်ဖို့ကလည်းစိတ်ကြိုက်မတွေ့သေးတာနဲ့တကယ်တော့သူတို့ကားရောင်းခဲ့တာဟာ၃နှစ်တောင်ရှိခဲ့ပြီ။ ခုထိစိတ်ကြိုက်တွေ့သေးဟန်မတူချေနောက်တစ်ခုကတော့သူ့တငယ်ချင်းတယောက်ငွေနေတုန်းကမိသက်လွင်သည်သူနှင့်အလွန်ခင်သောတငယ်ချင်းဖြစ်သည် ထိုမွေးနေ့တွင်လက်ဆောင်ဖြင့်ဘာပေးရမလဲဟုအပူတပြင်းစဉ်းစားနေရသည်ဘာပဲဖြစ်ဖြစ်နည်းနည်းအဖိုးဖိုးတန်တာတော့ပေးရမည်တုံယုံတန်ယုံလောက်ပေးလိုက်ရင်မတတ်နိုင်လို့ဈေးပေါ်တာပေးသည်ဟုအထင်သေးခံရမည်ဈေးကြီးတာဝယ်ရအောင်ကလည်းအမှန်တကယ်ပင်သူမတတ်နိုင် သူရတွင် သူကံကောင်းသွားသည် အင်ကသူ့မိဘီတို့ရဲကဖန်ပန်းဦးတလုံးကိုသွားတွေ့သည်ကိုရင်ကဝေထားခဲ့ခြင်းဖြစ်ပေလိမ့်မည်ထိုပန်းဦးကိုပင်ပေးလိုက်တော့မည်ဟုစိတ်ကူးသည်တခုပဲရှိသည် ထိုပန်းဦးသည် နိုင်ငံသားဖြစ်မှန်တော်လဲရုပ်တရက်ကြီးလင်ငကဖငကားဖန်မြေမှမှန်မြေမှပြုလုပ်တော့ပြည်တွင်းဖြစ်ဟုအထင်မှားသွားနိုင်သည် ထို့ကြောင့်သူ့မိကိုမေးသည်ဘယ်နိုင်ငံကလုပ်တာလဲသူ့မိကမမှန်မိတော့ပါဘူးကွယ်ဂျပန်လားဟောင်ကောင်လားမသိဘူး ဈေးကတော့55ကျပ်ဆိုတာငါမှတ်မိတယ်။ကပ်ပြားခတ်ချောချောတခုကိုရှာသည်။ Made in Japan ဟုအင်္ဂလိပ်လိုတည်ရစွာရေးပြီးမန်အိုးဤအောက်ခြေမှာကပ်လိုက်သည်။နောက်ကပ်ပြားလေးတခုကိုမူအပေါက်ဖောက်ပြီးပိုးချိုးကလေးဖြင့်တည်၍ပန်အိုးဤတိမ်နေသောနေရာတွင်မူ K55 ဟုရေးထားသည်။ဒါဆိုနိုင်ငံခြားပြည်မှန်းလဲသည်55ကျပ်တန်းမှန်းလဲသိပြီပေါ့။ မိတ်တင်ဂျပန်ဟုရေးခြင်းမှာဟောင်ကောင်ထက်စားလင်ဂျပန်ပြည်စည်းကပိုကောင်းမြီဟုတွက်ပြီးရေးခဲ့ခြင်းဖြစ်လေသည်တကယ်ဂျပန်လားဟောင်ကောင်လားဆိုတာတော့ဘယ်သူမှသိနိုင်တာမှတ်လို့တကယ်သူမှာတော့သူ့ကိုစိတ်ဝင်စားသူအတန်အသင့်ရှိခဲ့လေသည်သူကမူဝါသနာတိုင်းတော်ရုံတိုင်းအောင်လူကိုမမှန်ခက်ကြီးကြီးပိုင်းတွေကသားများစေရုစမှုတို့ကအကြောင်းသားများနဲ့လည်းသူကရေစက်မစုံခဲ့နောက်ဆုံးနေ့တွင်တယောက်ကိုတော့သူတွေးခဲ့သည်မောင်မောင်မျိုးမြင့် မိဘမျိုးရိုးကိုမတီးရသေးတော့လဲသုံးချိန်မြဆုံခဲ့သည့်အခါကာသုံးမျိုးပြောင်းစည်းနိုင်ကြောင်းကိုတွေ့ရသည်သူကိုယ်တော့ဝင့်စိတ်ဝင်စားမိ၏ထို့ကြောင့်စတုထားချိန်တွေ့သောအခါမောင်မောင်မျိုးမြင့်အားအေးဆိုင်တွင်အတူထိုင်ဝင်ပေးလိုက်သည်ထိုနေ့ကမောင်မောင်မျိုးမြင့်တွင်ကားပါမလာသည့်အကြောင်းမေးသည်အေးဗျာဒီနေ့မှကားတွေတစ်စင်းမှမကောင်းဘူးကားနှစ်စီးသုံးစီးရှိတာအကုန်ပြက်နေတယ်ဆိုတော့တော်တော်အံ့ဩစရာပဲနော်တခါတလေဖြစ်ချင်ရင်အဲ့လိုပဲထင်တယ် ဝင်စကားကိုကြားသောအခါမောင်မောင်မျိုးမြင့်ခဏမျှကြောင်သွားသည်နောက်မှပြုံး၍တကယ်တော့ကျွန်တော်တို့စီကကားတွေကအားလုံးအပြက်တွေကြီးပါပဲအဲ့ဒီတည်းကပြင်ပြီးကားစားကားတွေကိုကျွန်တော်ကယူယူမောင်းလာတာပါကျွန်တော်အဖေကဝက်ရှော့မှာဆက်ပြင်เสียလေနောက်ပိုင်းတွင်မောင်မောင်မျိုးမြင့်ကိုသူ့အတွေ့မခံတော့ချေခုတော့ဝင်းတယောက်လက်ထပ်တော့မြည်တဲ့ကိုသားရှိန်သည်အသက်30ကျော်ခန်းရှိပြီးလာက400နီးပါးရသောအရာရှိငယ်တယောက် မိဘမျိုးရိုးကောင်းမွန်ပြီးအတန်အသင့်ချမ်းသာသည်ဟုဆိုနိုင်သည်ဝင်စိတ်တိုင်းကြလောက်တော့လူမျိုးမဟုတ်ချေသူရတွင်လောလောဆယ်အခြေအနေရပုံမူ၍ယူရင်းလာသောအင်းဤစည်းပွားရေးကိုအထောက်ပံ့ပြုရန်ယောက်ျားကောင်းတယောက်အရေးတကြီးလိုအပ်လာခြင်းစိတ်ကြိုက်တွေ့အောင်ဆောင်ရင်းဆောင်ရင်းအချိန်တွေလင်လာပြီးအရွယ်ထောက်သွားမည်ကိုဝင့်ကိုယ်တိုင်စိုးရင်စားပြုလာခြင်းတို့ပြင်ကုသရှင်သည်ဝင့်ကိုအလွန်ဆွဲလန်းစွာချင်းနေရှာခြင်းတို့ကြောင့်ပင်ဖြစ်လေ၏ မင်္ဂလာဆောင်ကိုဘယ်မှာကျင်းပမလဲဆိုသောကိစ္စနှင့်ပတ်သက်၍ယူသားကြရှာသောကုသရှင်တို့ဘက်ကအိမ်မှာပင်ပြုလုပ်လို့သည်ဝင်းဤမိဘနှဖားကမူဝင်းလောက်အကြံကြီးသူများမဟုတ်တော့လဲဝင်းဤပါကြီးကျယ်သူများဖြစ်သောကြောင့်အင်းရကန်ဟိုတယ်ကရဝိတ်ကန္နာဟိုတယ်သမတာဟိုတယ်တခုခုမှလုပ်ကျင်သည်နောက်ဆုံးတွင်ဝင်းကကရဝိတ်မှာမှမလုပ်ရလင်စိစံကြောင်းလန်းကိုဖျက်သိမ်းအံ့ဟုရာဇသံပေးလိုက်သည်ကုသရှင်သည်သူ့ကိုလက်လွတ်မခံနိုင်ကြောင်းသူသည်သည် ဆောင်းပေါင်းနိုဝင်ဘာလဆန်းတွင်မင်္ဂလာဧကံပွဲပြုလုပ်ရန်ရည်သက်မှတ်လိုက်ကြသည်မင်္ဂလာခမ်းနားနှင့်ပတ်သက်သမျှကိစ္စဝါဝါကိုကိုသာရှင်ကအားလုံးတာဝန်ယူရသည်ကရဝိတ်ခမ်းမငှားရန်အိယာခမ်းနားဝင်ရန်ကာကောင်းကောင်းငှားရန်တစောင်း၃ချက်၃ချက်လောက်ကြာသောဖိတ်စာရိုက်ရန်ဝင်အဖို့ပင်ပင်မဲမဲလှုပ်ရှားဆိုလို့မင်္ဂလာဆောင်နေ့မှာဘာရောင်ဝတ်မလဲဘာအသားဝတ်မလဲဘယ်လိုသဘင်ပုံစံလုပ်မလဲဘယ်သူစီမလုပ်မလဲဘယ်ဖလက်စီမလဲ နှစ်လက်မှစီးမလားသုံးလက်မှစီးမလားဆိုသည့်အကြောင်းများစဉ်းစားရုံသာရှိပေသည်တကယ်တကယ်ပြောရရင်ထိုစဉ်းစားရုံသာစဉ်းစားရသည့်အလောက်ကပင်တော်တော်စိတ်ပင်ပန်းသည်ကိုယ်တိုင်မင်္ဂလာဆောင်မိသူမပြောနှင့် သူများမင်္ဂလာဆောင်သွားရမည်ခါ၌ပင်ဘာဝွေ၍ဘာစီးပြီးဘလို့ပြင်ဆင်ရမည်ကိုစဉ်းစားရသည့်ကိစ္စမှာတော်တော်ဆိတ်ရှုပ်စရာကောင်းကြောင်းကိုတွေ့ကြုံမှုသောမင်္ဂလေးများဝင့်ပေါ်ပူချင်းစားနိုင်ကြပါလိမ့်မည်နောက်တစ်ခုကလက်ဝတ်လက်စားကိစ္စ သူမှာဧကန်ဘွဲတွေဝှစ်စင်နိုင်လောက်အောင်မရှိစိန်တကက်အပါဝိုင်းလေးတည်ရင်ညလက်စုံလေးတကွင်းနဲ့ရွှေဆွဲကြိုးတကုံးသာရှိသည်ဘာမျှအတုံးမဝင်သူရတွင်ကိစ္စမရှိ ကိုမှမရှိရင်ငှားမည်သူတို့လမ်းလေးတွင်ဒေါအောင်ဆိုသောတတိမာကြီးတယောက်ရှိ၏ဒေါအောင်စီတွင်စိန်တယ်တွင်ပြည်တောင်းတလုံးစာလောက်ရှိသည်တဲ့ဒေါအောင်နှင့်သူ့အမေနှင့်လည်းခင်သည်ဒီတော့စင်စားငှားမည်စိန်ကိစ္စပြီးပြီဘသူတွေဖျက်ရမလဲဆိုတာစဉ်းစားရအောင်မည် ။လူကြီးတွေကတော့အဖေတို့မေတို့တာဝန်ယူဖိတ်လိမ့်မည်။လူငယ်တွေကဆိုရင်မေတ္တာပီမောင်နဲ့မေပရဏီမောင်တို့ညီမကိုဖိတ်ရမည်။သူတို့အဖေကကျင်းကားပွဲမှာအကောင်။ဣရွှေဝင်းနဲ့ဂရေတိုဝင်းတို့မောင်နှမသူတို့အဖိုးကြီးကလွန်ခဲ့သောတလားလောက်ကမှညိုကြေးဟူးချုပ်ဖြစ်သွားပြီ။ပြီးတော့ဝင်းပါသူနဲ့သူရအောင်တို့ကိုလည်းဖိတ်ရမည်။သူတို့ကဝါဒလုံးစက်မှုလုံးကိုစက်မှုလုပ်ငန်းပိုင်ရှင်တစ်ထည့်ဤသာသမီများပြီးတော့မေသက်လွင်ပင်စီဆိုးမြင့် ဖြူသွဲခိုင်နီလင်းအောင်မျိုးထွန်းအလုံးထိုးတဲ့သူတွေကြီးပဲဒါမှလည်းလက်ဖွဲ့တွေခက်မြက်မြက်လေးရမှာမဟုတ်လားမကြမီရပိုင်းတွင်ကပင်ရောက်လာခဲ့သောမြောက်ပြန်လေးသည်ကံတော်ကြီးရေပြင်တွင်လျှက်ကိုက်ကြီးလွှားနေသည်လှိုင်းချက်ကလေးများအထားပြီးကရဝေကြီးဤဝမ်းပိုက်ကိုတစ်ချက်တစ်ချက်ပုတ်ခတ်နေကြ၏ခမရှိရှိကိုကောက်သော လမ်းမပေါ်တွင်ကားတွေအစီအရီရက်ထားကြသည်အတွင်း၌ကအခါတော်ပေးသည်လုံး ်အော်ဂင်ဖြင့်တည်ခတ်နေသည့်တန်များပြန့်လွင်နေသည်ကုသရှင်နှင့်ဝါဝဝင်းတို့၏မင်္ဂလာဧကံပွဲကုသရှင်ကတိုက်ပုံအင်ကြီးအဖြူရှက်အင်ကြီးကျုံ200ဝင်းကဇာဘဝအင်ကြီးဘောတွင်ရွှေမုံကျဲထားသောဘဝလွှမ်းခြုံထားသည်ပြီးတော့ရွှေဝါရောင်ကဲသောခြေလုံးကြီးဆင်းသူဝင်ထုံးထားသောကရဝိတ်ရေကဲမုံပုံစံစတုံးသူစည်းထားသော ကိုလက်တောင်းမြင့်ဖနက်တို့နှင့် ချိန်လုံးကြီးတို့တိတ်လိုက်ခွင့်မှုမရှိခြင်းကလွဲလင်းကြည်ရသည်မှာအဆင်ပြေရှိပေသည်မိတို့ပင်ဖြစ်စေသပင်နှင်းမျက်နှာကိုသူ့ဘာသာမပြင်းမဲအလှပြေသူတယောက်ကိုခိုင်းခဲ့သောကြောင့်ခုလောက်ပြပြသွားခြင်းဖြစ်လေသည်ဟုတ်ကဲ့အဲ့ဒီမျက်နှာနှင်းသပင်ကပင်ရာကနန်းလောက်ကုန်ကြပေတာကိုသူ့ဘာသာပြူပြပြထူးထူးထောင်ထောင်ပြင်ဆင်ထားမလာတာကိုပဲကျေးဇူးတင်ပါအောင်ဝင်းတို့ဇုံတွေတွားလီရာတွင်ဝင်းကနေလက်ခနဲ့အယောင်များဖြာဖြာထွက်သွားသည် ဓာတ်ပုံခွာနီဤလျှက်တပြည့်မိအောင်သည်ဝင်းစင်မြန်းထားသောစိန်တစင်စာမှပြုပြည့်နေသောအယောင်များကိုပုံမူလင်းလဲ့စေသည်တို့ရာတွင်မိသည့်ယာကမျှဝင်း၏အပြုံများထက်ပုံမူတောက်ပခြင်းမရှိချေကုသရှင်ကဝင်းနှင့်လူရှင်တွဲ၍မင်္ဂလာပွဲဆင်နွှဲရသဖြင့်ပျော်လဲပျော်တကူကယူယူကုန်းကုန်းနေခဲ့ရာမှအခုလိုအဝေစားတောက်တောက်ပြောင်ပြောင်နှင့်လူတွေကဝိုင်းကြည့်ခြင်းကိုခံရသဖြင့်ရှူတူရှန်တန်လဲဖြစ်ပြီး ။သတိထားကြည့်လျင်သူ့မျက်နှာမှာရေစရာကောင်းနေသည်။ရေခဲမုံတွေလက်ဖက်ရည်ပွဲတွေမုံမျိုးစုံတွေကိုတပြောတပါစားတောင်းနေကြသူများကိုကြည့်၍တစ်ချက်တစ်ချက်တွေ့တွားမိသည်ကိုမူမြည်သူမျှသတိမထားမိ။အမှန်စစ်စစ်ဘူတာရှင်တို့မိဘများသည်ဝင့်ထင်ထားသလောက်ချမ်းသာကျေဝါသူများမဟုတ်ချေ။စာနံပါတ်ဆက်ပါကကလေးရှိသည်ဆိုတော့လဲမကြခင်ရောက်ရတော့မည်။သူတို့နေသောတိုက်ခန်းအင်္ဂလီမှာ ဂရန်ကိုပေါင်ထားရပြီးတရရိပ်တက်နေသောအတူများကိုကာယောင်ရငွေထဲမှဖဲ့ပေးရအောင်မည်။ကုသရှင်ဤမင်္ဂလာအခမ်းပွဲတွင်ချီထားရသောငွေ9000ကိုလည်းထုံငွေထဲမှပင်နှုတ်ရအောင်မည်။မင်္ဂလာအခမ်းပွဲတွင်ကုန်ကြငွေစုစုပေါင်းမှ7000နှင့်2000ခန့်ကုသရှင်ဤမိဘများကအတက်နိုင်ဆုံးထောက်ပံ့သောငွေက9000ကိုယ်သာရှိစုထားသောငွေနှင့်လက်ဖွဲ့ဖြင့်ရရှိသောငွေက၄000ငွေ၃000လောက်လူငွေပြနေသည် ်ငွေချင်းတယောက်စီကခဏလဲထားရသောငွေထုံငွေကိုဘလို့ပြန်ဆက်ရမည်နည်းတကယ်ဆိုတော့ကုသရှင်တို့ဒီလဲငွေတို့ကဲ့သို့ပင်အထည်ကြီးပြည့်များပင်ဖြစ်သည်အကိုအဝစားတွေလဲလိုက်အောင်လေဝရဏာတွင်ရဲ့နေရမှဝင်းဤတန်ငူကြရသောကြောင့်ဆက်ခနေလန့်သွားသည်လှဲ့ကြည့်ဤဝင်းသည်ဘလောက်အင်ဂျီလက်ပြက်ကလေးနှင့်သပင်ကိုလဲဖြည့်ချထားပြီးပြီအင်းဤပုံစံဖြစ်ပင်ဝင်းဤအလှဘာကြည့်တာလဲလူကို ဝင်းကသူ့လက်မောင်းကိုဆွဲစိတ်မြောင်ပြူသည်ကိုသာရှင်ကြောင်ကတန်းဖြစ်သွားပြီးဝင်းမေ့သေးဘူးလားဟုမေးမိ၏ဝင်း၏မျက်နှာပန်းရောင်တန်းသွားသည်အိုးအကူကလည်းခုမှ9နာရီပဲရှိသေးတယ်ပြီးတော့ရှက်သောတန်ဖြင့်ရေ၍ခေါင်းငုံလိုက်ပြီးဒီနေ့ညတော့မိုးလင်းတဲ့အထိမေ့ဖဲနေမှာကိုသာရှင်သည်စိတ်ကိုတင်း၍ရေးလိုက်ရသည်ဝင်းကလောလောဆယ်သူစိတ်ဝင်စားသောနေရာသို့ကိုသာရှင်ကိုခေါ်သွားလေသည်လက်ဖွဲ့တွေထားသောနေရာ ူတွေကိုဖောက်ကြည့်သည်ခုခေတ်သည်အရင်လိုဖန်ကွက်တွေခေစားသောအချိန်မဟုတ်တော့တရုတ်ပြည်ပြည်လက်ဖက်ရည်ပကံတွေကြီး18စုံတိတိပါသည်ထိုထဲတွင်မိသက်လွင်လက်ဖွဲ့တာကတစုံပါသည်သူ့မွေးတွေတုန်းကတော့55ကျက်တန်းဖန်ပန်းဝန်းတစ်ဆောင်ပေးရသည်သူ့ထဲကြတော့24ကျက်တန်းလက်ဖွဲ့သုံးချောင်းမိသက်လွင်ကိုမကျေနပ်မိတရဖီတို့ညီမကတော့20ဂျော်ဒန်ဓာတ်ပုံအယ်ဘမ်တစ်ခု ဖြူသွေးခိုင်ကစပွဲတင်နိုင်ကလေးတစ်လုံး နေလင်းအောင်ကရခိုင်လုံးကြီးတစ်ထည်နှင့်အင်ဂျီစားတစ်စားလက်ဖွဲ့သောကြောင့်သာနည်းနည်းကြည်နက်သွားရ၏။ကြံသောဘူးရီလည်းကခက်ကြီးကြီးဘူးတစ်ခုကိုဖွင့်၍ယူ၍ဖွင့်လိုက်သည်။အထဲကထွက်လာသောပစ္စည်းမှာဝင့်သည်ရုတ်တရက်အံ့ဩသွားသည်။ထိုပစ္စည်းမှာဖန်ပန်းအုပ်တစ်လုံးသူကောင်းကောင်းကြီးမှတ်မိနေသောဖန်ပန်းအုပ်။တန်အိုးအောက်ခြေကိုပြပြတည်းကြည့်လိုက်သည်။သူကိုယ်တိုင်ရေးခဲ့သောမိတ်ဒင်ဂျပန်ဆူသောစာတန်းကလေးသည်ရှိနေစေ။ လက်ဖွဲ့ဘူးကိုဆက်ခနဲကောက်ကင်၍လက်ဖွဲ့သူမိကိုကြည်သည်ပို၍အံ့ဩသွား၏ပင်စည်းစိုးမြင့်ဤမင်္ဂလာလက်ဆောင်နှင့်သူလက်ဆောင်ပေးတော်ကမေတ္တလွင်ကိုပါအထက်ဆိုပါဖန်ပန်းဦးသည် မေတ္တလွင်ထံမှ ပင်စည်းစိုးမြင့်ထံမိတို့ရောက်ရှိသွား၍ပင်စည်းစိုးမြင့်ထံမှတဆင့်သူထံမိတို့ပြန်လည်ရောက်ရှိလာကြောင်းရုတ်တရက်စဉ်းစား၍ပင်မရနိုင်အောင် ရှိလေ၏ထို့ထက်ပို၍အံ့ဩစရာကောင်းသည်မှာ ခံပန်းဦးဤတိမ်နေသောနေရာတွင်ကျိုးဖြင့်ကြီးထားသောကပြားကလေးပေါ်တွင်မူမူလားကသူရေးထားခဲ့သော K55 မဟုတ်တော့ပဲ K75 ဖြစ်နေခြင်းပင်ကိုသာရှင်ကမူဘေးမှာထိုင်နေတော်လဲလက်ဖွဲ့ဘူးများကိုစိတ်မဝင်စားစောစောကတွေးလဲစားဖြစ်သည့်မြောက်ပြန်လေးတွင်တင်သောအကျွေးငွေ3000ကိစ္စကိုဆက်၍စဉ်းစားနေလေသည်ရှူမွာမဂဇင်းဇူလိုင်လ1989 ။နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်။